ဒီနေ့ကျွန်တော်တို့ပြောမယ့်ဇာတ်လမ်းကတော့ကျွန်တော်တို့ရဲ့ဗလန်မကန်ကစူလာဝေစီပင်တဲ့အကြောင်းပါတစ်ချိန်ကငိန်သက်အေဂျင့်နဲ့အပြာရောင်ရေပင်ကြေးကြီးတစ်ခုအဖြစ်ကျွန်တော်တို့သိခဲ့ကြပါမိအခုအခါမှာတော့အဲ့ဒီပင်လေပင်ဟာတောင်တရုတ်ပင်လေနီးတူတင်းမာမှုတွေမြင့်တက်နေတဲ့ရေပင်အဖြစ်လုံးဝပြောင်းလဲသွားခဲ့ပါပြီအမ်ဘာလက်ရေပိုင်းထဲမှာမလေးရှားသင်္ဘောနှစ်ဆင့်မီးလောင်ကျွမ်းခဲ့တဲ့ဖြစ်စဉ်ကနေစလို့တမိုင်းတစ်လျှောက်သွေးချင်းညီကိုလို့တင်စားခေါ်ပေါ်ခဲ့ကြတဲ့အင်ဒိုမလေးနိုင်ငံနှစ်နိုင်ငံရဲ့ဆက်ဆံရေးမှာအပြင်းထန်ဆုံးဖြစ်ရတဲ့ခုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ် ဒီဖြစ်ရရဲ့နောက်ဆက်တွဲအနေနဲ့ဂျာကာတာမြို့တော်ကနေတမရပရာဘိုဘိုဆူပီယန်တိုကိုရိုင်းရုံမြင့်တန်ကြားဖန်သားပြင်ပေါ်မှာပေါ်ထွက်လာခဲ့ပြီးတော့တရားမဝင်တင်မော့တွေကိုနှိမ့်မြုပ်ပြင်မယ်လို့ကြွေးကြော်ခဲ့ပါတယ်။ဒါဟာအနီးနားကနိုင်ငံတွေအားလုံးကိုတုံ့လှုပ်သွားစေခဲ့တယ်လို့နှစ်ပေါင်းများစွာကြာမြင့်နေပြီဖြစ်တဲ့ဒန်ယာဟောင်းတွေကိုလည်းတပြိုင်နက်ပြန်လည်ဖွင့်ထုတ်ပေးလိုက်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပင်လယ်ပြင်ဥပဒေစိုးမိုးရေးဆိုတဲ့ဇလန်းနောက်ွယ်မှာဒီလိုဖြစ်လာအောင်လှုံ့ဆော်ပေးနေတဲ့အကြောင်းရင်းနှစ်ရပ်ရှိပါတယ်။အဲ့ဒါကတော့ရေနံနဲ့အမျိုးသားဂုံတိုက်ခါဆိုတာတွေပါ။ အမ်ဘာလက်ဆိုတာရိုးရိုးပင်လယ်ပြင်တစ်ခုမဟုတ်ပါဘူး။ဒါဟာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့စွမ်းအင်သင်္ကန်းဇာတ်တွေကျွဲဝနေတဲ့ဒေသဖြစ်ပြီးကာလီမန်တန်ရဲ့မြောက်ဘက်မှာရှိတဲ့အလွန်အရေးပါတဲ့မဟာပြူဝမြောက်လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။နေပေါင်းများစွာကြောင့်ဒီနယ်မြေကိုအင်ဒိုနီးရှားနဲ့မလေးရှားတို့ဟာတိတ်ဆိတ်စွာအပြိုင်ဆိုင်ပိုင်ဆိုင်လိုခဲ့ကြပါတယ်။လူတချို့အတွက်တော့ဒါကသိငယ်ရဖြစ်ရတသက်ဖြစ်နိုင်ပါတယ်။ဒါပေမဲ့နိုင်ငံရေးစစ်ရေးလေ့လာသူအများအပြားအတွက်တော့ဒါဟာအင်ဒိုနီးရှားရဲ့စိတ်ရှိမှုအတိုင်းဒါကုံဆုံးသွားပြီဆိုတဲ့လက္ခဏာပဲဖြစ်ပါတယ်။ အမ်ဘာလက်ရဲ့ပင်လယ်ပြင်ကြီးအောင်နှိမ့်မြုပ်သွားတဲ့သင်းမောတွေဟာဆူလာဝေစီပင်လယ်ပြင်ပေါ်ကအာနာလူယူမှုအစလည်းဖြစ်နိုင်ပါတယ်။ဆူလာဝေစီပင်လယ်တဲကဒီဒေတာဟာမဟာပြောင်မြောက်လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့ကိုတူထောင်ထားတဲ့ရေနံတိုက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။ပထဝီဝင်ရပြောရရင်အမ်ဘာလက်ဟာအရှိတ်ကာလီမန်တန်ကမ်းလွန်မှာတည်ရှိပါတယ်။တနည်းအားဖြင့်မလေးရှားနိုင်ငံရဲ့ဆာဘာဒေတာရဲ့အရှိတ်တောင်ဘက်နဲ့အင်ဒိုနီးရှားရဲ့မြောက်ကာလီမန်တန်ရဲ့အရှိတ်ဘက်မှာတည်ရှိတာပါ။ ဒါပေမဲ့ပထဝီဝင်နိုင်ငံရေးအကြပြောရရင်တော့ဒီဒေတာဟာများစွာပို့ပြီးရှုပ်ထွေးပါတယ်။ဘာကြောင့်ဒီလောက်တောင်ရှုပ်ထွေးရတာလဲ။အဖြေကတော့ပင်လယ်ကျမ်းပြင်အောက်ကသင်္ကန်းဇာတကျော်ဝါမှုကြောင့်ပါပဲ။လေလာမှုတွေရာဒီဒေတာရဲ့ပင်လယ်ကျမ်းပြင်အောက်မှာရေနံစီအနည်းဆုံး62တန်းနဲ့တဘာဝတန်းွေကုဗမီတာ348တန်းခန့်ရှိမယ်လို့ခန့်မှန်းထားပါတယ်။ဒါကအစောပိုင်းခန့်မှန်းချက်တွေပါ။တချို့နောက်ပိုင်းစီရင်ခံစားတွေကတော့ပိုပြီးအံအားသင့်ကြာကောင်းတဲ့ကိန်းဂဏန်းများကိုဖော်ပြကြပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့နေရာ9နေရာတွေကနေရာတစ်ခုထဲမှာကိုပဲရေနံစည်964တန်းနဲ့တဘာဝတန်ငွေ39.6ဘီလီယံကုဗမီတာအထိရှိနိုင်တယ်လို့ဆိုပါတယ်။ဒီလိုပမာဏဟာနိုင်ငံတနိုင်ငံရဲ့စီးပွားရေးကိုအကြီးအကျယ်ပြောင်းလဲသွားစေနိုင်တာကြောင့်ဂျာကာတာရောကွာလာလမ်ပူရောအမ်ဘာလတ်ကိုဘလူနီးနယ်မှာလက်လွတ်ခံလို့မရတဲ့စွန့်ရင်တရဖူတစ်ခုဖြစ်ယူဆထားကြတာဟာဘာမှအံ့ဩစရာမရှိပါဘူး။မလေးရှားကဒီဒေသရဲ့အနောက်ဘက်အစိပ်ပိုင်းကို Block Anti-Sick အရင်တုန်းကတော့ block wine လို့ခေါ်ဆိုပြီးအရှိတ်အစိတ်အကိုင်းကိုတော့ block anti 7လို့သတ်မှတ်ထားပါတယ်ဒီနယ်မြေတစ်ခုဟာခုဆိုရင်အငင်းပွားမှုရဲ့အဓိကအချက်အချာဖြစ်နေပါတယ်အင်ဒိုနီးရှားဘက်ကတော့ဒီနယ်မြေဟာ1982ခုနှစ်ပင်လယ်ပြင်ဥပဒေဆိုင်ရာကုလသမဂ္ဂသဘောတူစာချုပ် UNCLOS 1982အရသူတို့ရဲ့တည်တံ့စီးပွားရေးဆောင်အတွင်းမှာတည်ရှိတယ်လို့ခိုင်ခိုင်မာမာပြောကြားထားပါတယ်။တစ်ဖက်မှာလည်းမလေးရှားက ဒီဒေတာဟာသူတို့ပိုင်နဲ့ဖြစ်တဲ့စာပါရဲ့တဘာဝအတိုင်းဆက်လက်တိုးချဲ့ထားတဲ့နယ်မြေဖြစ်တယ်လို့ခိုင်မာစွာယက်တီထားပါဗျ။ဒီနေရာမှာဥပဒေရေးရအငင်းပွားမှုတွေစတင်ခဲ့တာပါ။ဒီပြိပခါဟာမနေ့တနေ့ကမှစတင်ခဲ့တာမဟုတ်ပါဘူး။သူ့ရဲ့အမြင့်တွေဟာ1968ခုနှစ်အထိတောင်ပြန်ရောက်သွားပါတယ်။အဲ့ဒီအချိန်ကနိုင်ငံတစ်ခုကမှပထမဆုံးပင်လယ်ပြင်ဥပဒေဆွေးနွေးပွဲတွေကိုစတင်ကျင်းပခဲ့ကြတာပါ။အဲ့ဒီတုန်းကတော့အချိန်တွေကအေးဆေးပါသေးတယ်။နှစ်ဖက်စလုံးဟာစီပါလ်တန်နဲ့လီဂီတန်လိုကျိုးငယ်လေးတွေရဲ့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တရားဝင်နယ်နိမိတ်သတ်မှတ်ချက်မပြီးပြတ်မချင်းလက်ရှိအခြေအနေတိုင်းပဲထိန်းသိမ်းထားဖို့သဘောတူခဲ့ကြပါတယ်။ဒါပေမဲ့1989ခုနှစ်မှာတော့အခြေအနေတွေအလုံးပြောင်းလဲသွားခဲ့ပါတယ်။မလေးရှားကစီပါဒန် လီဂီဒန်ပြီးတော့အမ်ပါလက်တို့ကိုသူ့ရဲ့နယ်မြေထဲမှာထည့်သွင်းထားတဲ့မြေပုံတစ်ခုကိုတစ်ဖက်သက်ထုတ်ပြန်ခဲ့ပါတယ်။ဒါလည်းမကသေးပါဘူး။သူတို့ဟာနယ်နိမိတ်မြင်းကို Sea Baltic ကျွန်းရဲ့မြောက်ဘက်၄ဒီဂရီ7မိနစ်အထိရွှေ့ပစ်ခဲ့ပါတယ်။ ဒီလိုရက်ကအင်ဒိုနီးရှားဘက်ကနေပြင်းထန်တဲ့ကန့်ကွက်မှုများကိုချက်ချင်းဖြစ်ပေါ်စေခဲ့ပါတယ်။မလေးရှားဟာတိတ်တိတ်ဆိတ်ဆိတ်နေမြေချက်ထွင်မှုလုပ်နေတယ်လို့အင်ဒိုနီးရှားကယူဆခဲ့ပြီးနှစ်နိုင်ငံဆက်ဆံရေးစတင်တင်းမာလာခဲ့ပါတယ်။ဒီတန်တမာရေးရာပျက်စီးမှုဟာ2002ခုနှစ်မှာပိုပြီးတော့နှန့်ဆိုင်လာခဲ့ပါတယ်။အဲဒီနှစ်မှာနိုင်ငံတကာတရားရုံးကစီပါတန်နဲ့လီဂီတန်ကျွန်းတစ်ခုကိုမလေးရှားပိုင်နဲ့ထဲကြားရောက်စေဖို့အဆုံးဖြတ်ပေးလိုက်ပါတယ်။အင်ဒိုနီးရှားအတွက်ဒါဟာကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုမျက်နာပူစရာအရေးတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီတော့မှတော့ပြိပခတွေဟာတက်လိုက်ကြလိုက်ဖြစ်ခဲ့ပါတယ်။2005ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့မှာမလေးရှားစစ်သည်မော်ဟာတာကက်ဥနန်ဆိုတဲ့နေရာမှာအင်ဒိုနီးရှားအလုပ်သမား18ဦးကိုဖမ်းဆီးခဲ့ပါတယ်။ဒါဟာအင်ဒိုနီးရှားရဲ့အချုပ်အခြာအာဏာကိုတိုက်ရိုက်စော်ကားတာလို့ဂျကာတာကရှုမြင်ခဲ့ပါတယ်။လာနိုင်ငံကြမှာပိုပြီးပြင်းထန်တဲ့ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါတယ်။အင်ဒိုနီးရှားစစ်သည်မော်ဟာကင်းလှည့်နေစဉ်မလေးရှားပိုင်သင်္ဘောကိုတိုက်မိခဲ့ပါတယ်။အဲဒီတင်းမာနေတဲ့ကင်းလှည့်မှုအတွင်းမှာအင်ဒိုနီးရှားစစ်သည်မော်6စီးနဲ့ မလေးရှားသင်္ဘောအများပြားဟာပင်လယ်ပြင်ကြီးရဲ့မီတာရာခဏန်းကွာဝေးမှာမျက်နှချင်းဆိုင်ရင်ဆိုင်ခဲ့ကြပါတယ်။အမြောက်တွေအသင့်ပြင်ထားပြီးစစ်ပွဲတစ်ခု ဖြစ်ပွားဖို့လက်တကမ်းလိုကိုရောက်ခဲ့တာပါ။အဲ့ဒီချိန်ကစပြီးနယ်ဇက်ချိုးဖောက်မှုဟာထပ်ခါတလဲလဲဖြစ်ပေါ်ခဲ့ပါတယ်။အင်ဒိုနီးရှားရဲ့မှတ်တမ်းများအရမလေးရှားစစ်သင်္ဘော35သီးကျော်ဟာအမ်ဘာလက်ဇုံတွင်မှခွင့်ပြုချက်မရှိဘဲဖြတ်တန်းခဲ့ကြပါတယ်။ယနေ့ချိန်ထိပင်လယ်ပြင်နယ်နိမိတ်ဆွေးနွေးပွဲပေါင်း43ချိန်ကျင်းပခဲ့ပြီးဖြစ်ပေမဲ့ နောက်ဆုံးခိုင်မာတဲ့သဘောတူညီချက်တစ်ခုမှမရရှိသေးပါဘူး။ဝိုင်းရင်တန်တမန်ဟောင်းအဘဒူကာလ်ဒီဂျိုလာနီရဲ့အဆိုအရဒီပြဿနာဟာနယ်နိမိတ်တတ်မှတ်မှုပြဿနာတသက်မဟုတ်တော့ပါဘူး။ဒါဟာအမျိုးသားအကျိုးစီးပွားများနဲ့ပြည့်နှက်နေတဲ့နိုင်ငံရေးနဲ့နိုင်ငံတကာဥပဒေရဲ့ဝင်ကဘာတစ်ခုဖြစ်နေပါပြီ။အင်ဒိုနီးရှားအတွက်တော့အမ်ဘာလတ်ဟာရေနံနဲ့တဘာဝတန်းွေတိုက်ကြီးတသက်မဟုတ်ပါဘူး။အဲ့ဒါဟာအမျိုးသားဂုံတိတ်ခါနဲ့အချုပ်ချာအာဏာပိုင်မှုရဲ့သင်္ကေတဖြစ်ပါတယ်။ဒါဟာကျွန်းသူကြီးရဲ့အရှိတ်ဘက်နယ်နိမိတ်ကိုကာဝယ်ပေးတဲ့ ကာလီမန်တန်နဲ့ဖိလစ်ပိုင်ကြားကမဟာဗျူဟာမြောက်ရေချောင်းလိုင်းပေါ်မှာရှိတဲ့နောက်ဆုံးခံတပ်ဖြစ်ပါတယ်။ဒီနေရာကိုလက်လွတ်လိုက်ရရင်နိုင်ငံရဲ့လုံခြုံရေးကိုပါထိခိုက်နိုင်တယ်လို့သူတို့ကယူဆပါတယ်။မလေးရှားအတွက်တော့အမ်မာလတ်ဟာစာဘာရဲ့တစိ့တစ်ပိုင်းဖြစ်ပါတယ်။စာဘာဆိုတာမလေးရှားအတွက်အဖိုးမဖြတ်နိုင်တဲ့နိုင်ငံရေးတမိုင်းနဲ့စီးပွားရေးတန်မှုများကိုတိုးလောင်ထားတဲ့ထိလွယ်ရှာလွယ်နေမြေတစ်ခုဖြစ်ပါတယ်။စာဘာရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာအမ်မာလတ်ကရင်းနှီးသင်္ကြန်သာတာတွေပေါ်အများကြီးမူတည်နေပါတယ်။ ဒါကြောင့် Amberless ဆိုတာရေပြင်သက်သက်မဟုတ်ပါဘူးအဲ့ဒါဟာမြေပုံပေါ်မှာပင်လယ်ကျမ်းပြင်အောက်မှာပြီးတော့နိုင်ငံတစ်ခုချင်းစီရဲ့နှလုံးသားထဲမှာတကယ်တမ်းဘရောမှငြိမ်းချမ်းမှုမရရှိခဲ့တဲ့ညီအကိုနှစ်နိုင်ငံနယ်နိမိတ်ရဲ့အမှန်တစ်ချက်ပဲဖြစ်ပါတယ်ကဘာက Amberless ဟာတိတ်ဆိတ်သွားပြီလို့ထင်မှတ်နေတယ်မှာဒီပင်လယ်ပြင်ဟာနောက်တစ်ကြိမ်လှုပ်ခတ်ပြန်ပါတယ်ဒီတစ်ကြိမ်မှာစစ်သည်မောလှုပ်ရှားမှုကြောင့်မဟုတ်ပဲအင်ဒိုနီးရှားရဲ့တီးခံမှုနယ်နိမိတ်ကိုကျူးကျော်ရတဲ့ငါးဖမ်းလေ20ကြောင်ဖြစ်ပါတယ်2025ခုနှစ်မေလ30ရက်နေ့မှာ အင်ဒိုနီးရှားပြည်လဲရေးရတဲ့ငါးဖန်းလုပ်ငန်းဝင်ကြီးဌာနကမလေးရှားအလံလွှင့်ထူထားတဲ့တင်မောနှစ်ဆင့်ကိုအင်ဒိုနီးရှားရေပိုင်နဲ့မာလကာရေလက်ကြားဒေသမှာငါးခုဖမ်းနေတာကိုလက်ပူးလက်ကျက်ဖမ်းသိရမိခဲ့ပါတယ်။ဆစ်ဆီးကြည့်တဲ့အခါမှာဒီတင်မောနှစ်ဆင့်ကိုမြောက်ဆူမာဒရာတန်ဂျွန်ဘာလိုင်းအာဆာဟန်ကအင်ဒိုနီးရှားနိုင်ငံသား9ဦးကဥဆောင်နေတာကိုတွေ့ရပါတယ်။ဒါဟာတင်မောရဲ့မူလအမှတ်သားကိုဖုံးကွယ်ဖို့နဲ့ဒေသခံတင်မောအဖြစ်ပေါ်ပေါက်စေဖို့အသုံးပြုတဲ့ကောက်ကျစ်တဲ့နည်းဗျူဟာတစ်ခုဖြစ်နိုင်တယ်လို့အင်ဒိုနီးရှားအာဏာပိုင်တွေကယူဆရပါတယ်။ ဒါပေမဲ့ဒီကိစ္စကငါးခိုးဖက်တဲ့ကိစ္စတသက်နဲ့မပြီးသွားပါဘူးအင်ဒိုနီးရှားအစိုးရကဒီလောက်ရက်ကို2009ခုနှစ်ငါးဖက်လုပ်ငန်းဥပဒေအမှတ်45ကိုအခြေခံပြီးဆောင်ရွက်ခဲ့ကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်တင်းမောနဲ့ကော်မတီတွေကိုဘာတန်မှာဖမ်းဆီးထားပြီးတင်းမောသားတွေကိုစစ်ဆေးတဲ့ဖြစ်ပါတယ်တင်းမောတွေလှုပ်ရှားတဲ့နေရာဟာအင်ဒိုနီးရှားရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာအပြည့်အဝရှိတယ်လို့ဂျာကာတာကပြက်ပြက်သားသားပြောခဲ့ပါတယ်ဒီပြက်သားတဲ့လောက်ရက်ကတန်တမန်ရေးရအဆင့်မှာမိဘွားတွေကိုထပ်ပြီးပောက်ဖွာစေခဲ့ပါတယ် မလေးရှားက Amber Lab Block ဆိုတဲ့ဘောဟာရကိုအသုံးပြုတာကိုပြင်းပြင်းထန်ထန်ညင်းပယ်ခဲ့ပါတယ်။အဲ့ဒါကိုနိုင်ငံတကာဥပဒေအခြေခံမရှိဘူးလို့သူတို့ကဆိုပါတယ်။မလေးရှားနိုင်ငံရဲ့ဝန်ကြီး Datusri Mohammad Hansan ကဒီမနေ့မျိုးကိုစူလာဝေစီပင်လယ်လို့ခေါ်ဆိုသင့်တယ်လို့အခိုင်အမာပြောကြခဲ့ပြီး Anti-Sit နဲ့ Anti-7 Block တွေဟာမလေးရှားရဲ့အချုပ်အခြာအာဏာပိုင်မှုအောက်မှာရှိတယ်လို့တောင်းဆိုခဲ့ပါတယ်။တင်းမာမှုဟာဒီမာရင်ရပ်မသွားပါဘူး။ပိုပြီးမြင့်တက်လာပါတယ်။မလေးရှားဝန်ကြီးချုပ် Anwar Ibrahim က ကိုတာကီနာဘာလူမှာပြုလုပ်ခဲ့တဲ့မိန်ကွန်းမှာ စာဘာနယ်မြေကိုကာကွယ်မယ်လို့ခိုင်မာသွားပြီးခရီးပြုခဲ့ပြီးမလေးရှားရဲ့ရည်တီချက်ကိုအားနည်းစေမယ်လို့ယူဆတဲ့မြည်သည့်ပုံစံမျိုးနဲ့မဆိုအ short တဲလှုပ်ဆောင်တာကိုငင်းပယ်မယ်လို့ကြေလောင်စွာကြွေးကြိတ်ကြေကြော်ခဲ့ပါတယ်။ဒီစကားလုံးတွေဟာအင်ဒိုနီးရှားမှာလိုင်းကက်တွေကိုချက်ချင်းဖြစ်ပေါ်စေခဲ့ပါတယ်။ social media ပေါ်မှာ internet သုံးဆွဲသူထောင်ပေါင်းများစွာကအန်ဝါဟာပြည်ရင်းမှာမျိုးသားရေးစိတ်ဓာတ်ကိုမြင့်တင်မှုအထူးသဖြင့်စာဘာပြည်နယ်ရွေးကောက်ပွဲမတိုင်မီမှာ အမ်ဘာလက်ကိစ္စကိုနိုင်ငံရေးအမျက်ထုတ်နေတယ်လို့ဝေဖန်ခဲ့ကြပါတယ်။ဒီအမ်ဘာလက်ဒေသမှာဖြစ်ပေါ်နေတဲ့ပူနေမှုတွေကနေအင်ဒိုနီးရှားနိုင်ငံအတွက်သင်ငန်းစာကောင်းကောင်းတစ်ခုရခဲ့တယ်လို့ဆိုရမှာပါ။အဲ့ဒါကဘာလဲဆိုတော့သူတို့အတွက် ပေးလေပြင်းဆိုတာရေနဲ့နယ်နိမိတ်တသက်သတ်မှတ်ထားတဲ့နေရာတစ်ခုမဟုတ်ပဲ။ဒါဟာသူတို့နိုင်ငံရဲ့အမျိုးသားအမှတ်သားသူတို့ရဲ့ဂုဏ်သိက္ခာကိုပြသတဲ့နေရာဖြစ်တယ်ဆိုတာပို့ပြီးနားလည်လာစေတာပါပဲ။ဒီနေရာဟာသူတို့အတွက်ဂုဏ်သိက္ခာတစ်ခု ဖြစ်လာတဲ့အတွက်ဒီကိစ္စကိုကင်ရတဲ့အခါမှာပြက်ပြက်သားသားရှိဖို့ရော။ တစ်ချိန်တည်းမှာပညာရှိရှိလိမ္မာပါနှက်မှုရှိဖို့ပါလိုအပ်တယ်ဆိုတာကိုသူတို့သဘောပေါက်လာကြပါတယ်။အခုလိုနိုင်ငံရင်းနဲ့စည်ရေးခြေနေတွေတင်းမာပြီးအပူချိန်မြင့်တက်လာတဲ့အချိန်မှာသမရသည့်ဖြစ်တဲ့ပရာဘိုဝိုဆူဗီယန်တို့ကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့လမ်းကြောင်းတစ်ခုကိုရွေးချယ်လိုက်တာတွေ့ရပါတယ်။သူဟာမစင်မချင်းထင်အားဆိုင်လှုပ်လို့တဲ့လှုပ်ရှားမှုမျိုးကိုလုံးဝရှောင်ရှားခဲ့ပါတယ်။ဆိုလိုတာကဟိုဘက်ကရန်စတိုင်းချက်ချင်းထမတိုက်ဘူး။ဒါပေမဲ့တစ်ဖက်မှာငြိမ်ခံနေတာမျိုးလည်းမဟုတ်ပါဘူး။သူကကြီးမားတဲ့လမ်းကြောင်းနှစ်ခုဖြစ်တဲ့ တန်တမန်ရေးလမ်းကြောင်းနဲ့စည်ရင်အင်အားဆိုတဲ့လမ်းကြောင်းနှစ်ခုကြားမှာခြေစုံရက်ပြလိုက်တာပါသူ့ရဲ့ကြီးမန်းချက်ကရှင်းရှင်းလေးပဲစစ်ပွဲမဖြစ်စေဘဲနဲ့ကိုယ့်ရဲ့ချုပ်ချာအာဏာကိုအခိုင်အမာထူထောင်သွားမယ်ဆိုတဲ့မူဝါဒပါပဲတမနာပရာဘိုရဲ့ပြောကြားချက်တိုင်းမှာငိမ့်ငံရေးဟာဥသာပေးဖြစ်တယ်ဆိုတာကိုအမြဲတမ်းအလေးပေးပြောကြားလေးရှိပါတယ်ဒါပေမဲ့သူကငိမ့်ငံရေးကိုလိုလားပေမဲ့တိုက်ခိုက်ရေးအတွက်အသင့်ရှိမှုကတော့ဘလုံနီးနယ်မှာအလျှော်တင်းလုပ်လို့မရဘူးလို့ပြပြတတဆိုထားပါတယ်ဆိုလိုရင်းကတော့အင်ဒိုနီးရှားဟာ ်ဆွေးနွေးဖို့စကားပြောဖို့အမြဲတမ်းတကားဖွင့်ထားပါတယ်။ဒါပေမဲ့သူတို့ရဲ့ပြည်လဲပြည်နန္ဒမိတ်ကိုတက်ပြီးထပ်ပြီးတော့ချိန်လန်းကျူကျော်လာတာခြေနင်းလာတာမျိုးလုပ်ရင်တော့ဘယ်တော့မှခေါင်းငုံခံမှာမဟုတ်ဘူးဆိုတော့ပြတ်သားတဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြသထားတာဖြစ်ပါတယ်။တမရရဲ့ဒီလိုပြတ်သားတဲ့ယက်တီချက်ကိုပြည်ရင်းကလွှတ်တော်ကလည်းအပြည့်အဝထောက်ခံကြတာတွေ့ရပါတယ်။အထူးသဖြင့်ပြည်သူ့ကိုယ်စားလှယ်များကောင်စီရဲ့ကာကွယ်ရေးဆိုင်ရာကော်မရှင်တစ်ကဒုတိယဥက္ကဋ္ဌဖြစ်တဲ့ Dave Lasono ဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော်တော်လေးအတန်ကြဲကြဲပြောခဲ့ပါတယ်။သူကအင်ဒိုနီးရှားရေတပ်အနေနဲ့အမ်ဘာလက်ဒေတာမှာကိန်းလှည့်မှုတွေအခုထပ်ပိုပြီးတိုးမြင့်လှုပ်ဆောင်မှုနိုင်ငံတော်ရဲ့ရှိနေခြင်းကိုတင်ကြတာပြဖို့ပြက်ပြက်တတတိုက်တွန်းခဲ့ပါတယ်။သူကဗဇက်နဲ့တန်တမန်ရေးပြောနေုံနဲ့မရဘူး။လက်တွေ့ကြတဲ့လှုပ်ဆောင်ချက်ပါပူးတွဲပါလာရမယ်လို့ယူဆထားပါတယ်။ဒါနဲ့မကသေးဘူးလွှတ်တော်ကနေပင်လယ်ပြင်ကာဝေးရေးကိုအားကောင်းအောင်လှုပ်ဆောင်မှုအတွက်ရှိပြီးသားရေဒါတွေကိန်းလှည့်သင်္ဘောတွေနဲ့နှီးပညာမြင့်လမ်းညွှန်မှုစနစ်တွေကို အမြန်ဆုံးခင်မိအောင်လှုပ်ဆောင်ဖို့လည်းတောင်းဆိုခဲ့ကြပါတယ်။အားလုံးကတသဘောတည်းသဘောတူထားတာကတော့အင်ဒိုနီးရှားဟာကိုယ့်ရဲ့ကြေပြောလှတဲ့ရေပိုင်နယ်ကြီးကိုအစအဆုံးအပြည့်အဝစောင့်ကြည့်နိုင်စွမ်းရှိဖို့လိုအပ်နေပြီဆိုတဲ့အချက်ပါပဲ။ဒါပေမဲ့ဒီလိုမျိုးစည်ရေးအရပြင်းပြင်းထန်ထန်ပြောဆိုနေတဲ့နောက်ပိုင်းမှာပိုပြီးအေဂျင့်နဲ့ချင်းကပ်မှုတစ်ခုလည်းတပြိုင်နက်တည်းပေါ်ထွက်လာတာကိုတွေ့ရပါတယ်။ဒါကတော့စီးပွားရေးလမ်းကြောင်းပါ။ရင်းနှီးမြှုပ်နှံမှုနဲ့ပင်လယ်ရေကြောင်းပေါင်းစပ်ညှိနှိုင်းရေးဝန်ကြီးဖြစ်တဲ့ဘာလီလာဟာတာလီယာက အရန်ကိုစိတ်ဝင်စားစရာကောင်းတဲ့အကြံဉာဏ်တစ်ခုကိုတင်ပြလာပါတယ်။သူကအငင်းပွားနေတဲ့ Amberlab Block ကိုအင်ဒိုနီးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ Pertamina နဲ့မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ Petronex တို့နှစ်ဦးပူးပေါင်းပြီးအတူတကွစီမံခန့်ခွဲဖို့အတွက်ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းကိုဖွင့်လှစ်ပေးခဲ့ပါတယ်။ဒီပူးတဲ့ဖွံ့ဖြိုးတိုးတဲ့ရေးဆိုတဲ့ယူဆကဘာကိုပြသနေလဲဆိုတော့တန်တမာရေးဆိုတာစီးပွားရေးအကျိုးစီးပွားနဲ့လက်တွဲပြီးလှုပ်ဆောင်လို့ရတယ်ဆိုတာပါ။မင်းမရငါမရဆိုပြီးရန်ဖြစ်နေမဲ့အစား နှစ်ဦးစလုံးအကျိုးရှိအောင်လုပ်လိုက်တာပါဒါဟာပင်လယ်ကိုကာဝယ်ရမယ့်နေရာအဖြစ်သတ်မှတ်ရုံနဲ့မကဘဲနိုင်ငံတစ်ခုကိုချိတ်ဆက်ပေးနိုင်တဲ့တရားတစ်ခုဖြစ်နိုင်တယ်ဆိုတဲ့အတွေးခေါ်တစ်ခုကိုတင်ပြလိုက်တာဖြစ်လို့ဒါဟာတော်တော်လေးပညာသားပါတယ်လှုပ်ရှားမှုတစ်ခုလို့ဆိုရမှာပါဒါပေမဲ့စီးပွားရေးအရပျော်ပြောင်းပြပေမဲ့စည်ရေးအရတော့လုံးဝမလျှော့ဘူးဆိုတာကို2025ခုနှစ်အောက်တိုဘာလတုန်းကဂျကာတာပင်လယ်အော်မှာကျင်းပခဲ့တဲ့အင်ဒိုနီးရှားရေတပ်ရဲ့ရေရင်စုစည်ရေးပြပွဲမှာရှင်းရှင်းလင်းလင်းတွေ့မြင်ခဲ့ရပါတယ် အဲ့ဒီဘွဲမှာအင်ဒိုနီးရှားရဲ့ပြတ်သားမှုနဲ့ခံစားမှုကိုတကမ္ဘာလုံးကမြင်တွေ့ကြရပါတယ်။တမရပရာဘူရဲ့ရှေ့မှောက်မှာအေယာမစစ်သင်္ဘောကြီးရဲ့ဥဆောင်မှုနဲ့တူရေတပ်သင်္ဘောပေါင်း50စီးကဂုံယူစွာနဲ့ဖျက်ဆီးသွားခဲ့ကြပါတယ်။ဒီလောက်ခံစားကြည့်ကြတဲ့မြင်ကွင်းကြီးရဲ့နောက်ကွယ်မှာပေးကျင်တဲ့သတင်းစကားကရှင်းလင်းပါတယ်။အင်ဒိုနီးရှားဟာစစ်ပွဲကိုရှာဖွေနေခြင်းမဟုတ်ပေမဲ့ကိုယ့်ရဲ့နယ်နိမိတ်ကိုလာပြီးစိန်ခေါ်တဲ့ဘသူကိုမဆိုရင်ဆိုင်ဖို့အသင့်ရှိပါတယ်ဆိုတဲ့သတင်းစကားပါပဲ။ဒါအပြင်အခုနောက်ဆုံးထွက်ပေါ်နေတဲ့သတင်းတွေအရ အင်ဒိုနီးရှားဟာအီတလီနိုင်ငံကနေပေါ်ပါတဲ့လင်းရင်တင်သင်းမောကိုဝယ်ယူဖို့အထိစီစဉ်နေတယ်လို့ကြားရပါတယ်။ဒါသာတကယ်ဖြစ်လာရင်အင်ဒိုနီးရှားဟာဒေတာရင်းမှာစစ်မှန်တဲ့ပင်လယ်ပြင်ကိုပိုင်အုပ်ချုပ်ခွင့်အခိုင်အမာတည်ဆောက်နိုင်ဖို့ခြေလှမ်းလှမ်းနေပြီဆိုတဲ့သင်္ကေတတစ်ခုဖြစ်လာပါလိမ့်မယ်။ဒီတော့ညီကုန်းချုပ်အနေနဲ့သုံးသပ်ရရင်အမ်ဘာလက်ဟာနယ်နိမိတ်အငင်းပွားမှုဇလန်းတသက်မဟုတ်တော့ဘဲဒါဟာနိုင်ငံတနိုင်ငံရဲ့ရင့်ကျက်မှုကိုစမ်းသတ်တဲ့ဆောင်ပွဲတစ်ခုကိုဝင်ရောက်ဖြေဆိုနေရတာနဲ့တူပါတယ်။ဒါကိုအောင်မြင်ခဲ့ရင်နှုတ်နှစ်ဖက်အကျိုးရှိမယ်။ ီလိုမှမဟုတ်ရင်တော့ data တွေမှာနောက်ထပ်စစ်မီးတစ်ခုကိုမျက်ဝါးထင်ထင်မြင်တွေ့ရဖို့ရှိနေတယ်ဆိုတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။